င်္ဂလာပါဗျာ The Analyst Perspective Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့100 Days of Learning SQL ရဲ့ Day 35မှာ SQL Problem 90တွေက Basic Join Out က Employee Bonus ဆိုတဲ့ question လေးကိုတွားဖြေကြပါမယ်ဒီကောက်ကဒူးတော့ဒူးစမ်းနေကျွန်တော်တို့အရင်နေ့တွေကတော့ Self Join နေပို့ပြီးခက်ခဲတဲ့ Join ပုံစံတွေကိုသုံးခဲ့ကြပါမယ်ဒီ question မှာကျတော့ကျွန်တော်တို့မြင်နေကြတမရိုးကြ Join ပုံစံပဲပြန်ဖြစ်သွားတယ်အဲ့တော့ question ကိုဖတ်ကြည့်ရရင် ဘာလို့လိုချင်တာလဲဆိုတော့ bonus 1000ထက်နည်းပြီးရတယ် employee တွေနဲ့သူတို့ရတဲ့ bonus amount ကိုလိုချင်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ table က employee table ရှိတယ် bonus table ရှိတယ်ဆိုတော့နှစ်ခုပဲရှိတယ်ပြီးရင်ဒီ table တစ်ခုနဲ့တစ်ခုကိုချိန်ဖို့လေမြင်သာတဲ့ column တစ်ခုရှိတယ်ဒါကတော့ employee id ဆိုတဲ့ column နဲ့ချိန်လိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးစဉ်းစားမိမှာကဘလို့လဲဆိုတော့ select သူကလိုချင်တာက employee ရဲ့နာမည်ရဲ့ bonus amount ရဲ့ဆိုတော့ select name ပြီးရင် bonus name from ပြီး employee ကိုကျွန်တော်တို့ T1 လို့ထားခဲ့မယ်ပြီးရင် join bonus table ကို T2 လို့ထားမယ်တုံးစံတိုင်း T1 ကလာတဲ့ဟာမို့လို့ T1.name T2 ကလာတဲ့ column မို့လို့ T2.bonus ဆိုပြီးတော့ဖြစ်သွားမယ်ပေါ့ဗျာဒါဆိုရင်နာမည်နဲ့ bonus တွေကိုချိန်ဖို့အတွက်ချိန်ရမယ့် column ကိုရွေးပေးရမယ် on T1.emp id နဲ့ T2.emp id ူတဲ့ခါကျရင်ချိန်ပါလို့ပြောလို့ရတယ်။ကြည့်ဒါဆိုရင်ကျွန်တော်တို့ရဲ့ရှေ့တေဘယ်ကနံပါတ်တွေနဲ့နောက်တေဘယ်က bonus တွေကတော့ချိန်သွားပြီ။ဒီမှာသူပေးခြင်းတဲ့ condition ကိုရွေးပေးရအောင်မယ်။ဆိုတော့သူပေးခြင်းတဲ့ condition က bonus ပြီးတထောင်တက်နေတဲ့ခါမှသာယူပါမယ်လို့ပြောတဲ့အတွက်ဝယ်ဒီ2.0 bonus less than 1000ဆိုပြီးတော့ပေးလို့ရတယ်။ Okay ပြီးတော့ဒီဖြည့်ကို run ကြည့်မယ်။အဲ့တော့ဒီဖြည့်ကို run ကြည့်တဲ့အခါအဖြည့်ကမှန်လားမမှန်လားတွေ့ရမယ်။ ဒါကျွန်တော်တို့လုံးနေကြသူဆိုရင်ပထမဆုံးစဉ်းစားမိမှာကဒါကိုပဲ run မိလိမ့်မယ်။ဒါကို run တော့ဘာပြလဲဆိုတော့အောက်ဘက်ကမားပါတယ်လို့ပြတယ်။ဒီ900ရရတဲ့လူတွေတင်မဟုတ်ပဲနဲ့မရတဲ့သူတွေကိုပါပြချင်တာ။ကျွန်တော်တို့က condition ပေးလိုက်တာက1000တက်နည်းရင်လို့ပဲပေးလိုက်တယ်။ပြီးတော့ join ကိုလည်းတူညီတဲ့ join inner join ကိုပဲတုံးထားတဲ့အတွက် bonus မရတဲ့ employee တွေပါမလာဖို့ဖြစ်သွားတယ်။ ီတော့ကျွန်တော်တို့ bonus မရတဲ့ employee တွေကိုလည်းလိုချင်တယ်သူတို့ရဲ့နာမည်ပေးနာက bonus ပမာဏတွေမှာလည်းနားဆိုပြီးတော့ပြချင်တယ်ဆိုရင် you you inner join နဲ့မရပါဘူးကျွန်တော်တို့ဒီမှာ left join ကိုတုံးပေးရမယ် left join ကိုတုံးပေးပြီးတဲ့အပြင် condition မှာထည့်ပေးရမယ်ပေါ့နော်ဆိုတော့ဒီမှာ condition က d2 dot bonus less than တထောင်ဆိုတာရှိခဲ့တယ်။အဲ့ဒီဟာအပြင်ကိုကျွန်တော်တို့ကဘာထပ်လုပ်ပေးရအောင်မလဲဆိုတော့မရတဲ့သူတွေကိုပါပြပါဆိုပြီးလုပ်ရမယ်။ဒါကြောင့်ကျွန်တော်တို့စီကွယ်မှာရေးရကြာလာတဲ့အခါလူကအရန်ဒီဒေးဆန်လာတယ်ဆိုတာဒီလိုတကြောင်နဲ့ရေးလိုက်ယုံတယ်။သူကမရတဲ့သူတွေကိုထုတ်မပေးဘူး။ဒီလိုတကြောင်နဲ့ condition တစ်မျိုးရေးမယ်ဆိုရင်သူကတထောင်တက်နေပေမဲ့ခဏရှိတဲ့နံပါတ်ရှိတဲ့သူတွေကိုပဲထုတ်ပေးမှာကျွန်တော်တို့ကနံပါတ်လည်းမရှိဘူးဆိုလို့ရှိရင်တော့တထောင်တက်နေတာတော့မဟုတ် ဒီ2.0 bonus ကရှိကိုမရှိတာမလို့ is နားဖြစ်နေတာတွေကိုလည်းပေးပါပေါ့နော်ဒီတော့ဒီလို condition နှမျိုးစလုံးကိုတိတိကျကျရေးပေးမှာဒါအပြည့်တော်မှာဖြစ်ပါတယ်ဆိုတော့ဒါလေးကို set run ကြည့်လိုက်ရအောင်ဒါဆိုရင်တော့အပြည့် accept ဖြစ်ပါတယ်ကျေးဇူးပါနောက် post မှာတွေ့ရပါတော့